ောင်မြင်ခြင်းဆိုသည်မှာဘယ်အရာနည်းအောင်မြင်ခြင်းဆိုသည်မှာလူတိုင်း၏အိမ်မက်ဖြစ်ပါသည်ဘာအလုပ်ကိုလုပ်လို့ဘယ်ဘက်ဘယ်လက်သွားသွားလူတိုင်းကတော့သူ့ဘဝမှာတစ်ခုခုပြီးမြောက်ချင်တဲ့တစ်ခုခုအောင်မြင်ခြင်းနဲ့ဆိုရဲစိတ်ရှိတတ်ပါတယ်ဒါပေမဲ့တကယ်တမ်းအောင်မြင်ခြင်းဆိုတာဘလို့မှန်းကိုသိနေဖို့လိုတယ်တစုံတယောက်ရဲ့အောင်မြင်မှုကတခြားတယောက်နဲ့မတူပါဘူးဘာလို့လဲဆိုတော့လူတိုင်းမှာအိမ်မက်မတူရည်ရွယ်ချက်မတူနီလက်မတူကြလို့ပဲဖြစ်ပါတယ် ောင်မြင်ခြင်းရဖို့အတွက်ပထမဆုံးအရေးကြီးဆုံးတရားတစ်ခုကတော့စူးစမ်းမှုပါဘာလို့လို့အောင်မြင်ခြင်းနဲ့ဆိုရင်အရင်ဆုံးကိုယ့်ရဲ့အိမ်မက်ကိုတတ်မှတ်ရမယ်မသိတဲ့လမ်းကိုမသွားနိုင်တယ်လို့မသိတဲ့ရည်မှန်းချက်ကိုမရနိုင်ပါဘူးတုံးဆွဲနေတဲ့အချိန်ကျူပန်းနေတဲ့ခန္ဓာကိုယ်လိလနေတဲ့စိတ်ဓာတ်တွေဟာကိုယ်ရွေချက်အတွက်ပါလို့သိရင်ဘလောက်ပင်ပင်လဲလဲကြော်ဖြတ်နိုင်ပါတယ်ဒုတိယတရားကတော့အာမန်သီးခံမှုဖြစ်ပါတယ်လူတယောက်အောင်မြင်မဲ့အခါမှာအနောက်ရှက်တွေကြာရှုံးမှုတွေအယော့တင်းခံရတာတွေရှိမှာပါ ဒါတွေကတော့ပြဿနာမျိုးမဟုတ်ပါဘူးအကောင်းဆုံးသောဆရာတွေကတော့ကြာရှုံးမှုတွေပါပဲကြာရှုံးမှုတိုင်းကသင်ခန်းစာဖြစ်တယ်ဒီသင်ခန်းစာတွေကပဲကျွန်ုပ်တို့ကိုပို့ခိုင်းပါလာစေတယ်ထို့သူကြာရှုံးခြင်းထဲမှာတင်ယူနိုင်တဲ့သူတွေကပဲတကယ်တော့အောင်မြင်သူတွေဖြစ်ကြပါတယ်တတိယတရားကတော့မုံမြတ်သောစိတ်ဓာတ်ဖြစ်ပါတယ်ကိုအောင်မြင်မှုဟာတယောက်ယောက်ကိုထိခိုက်စေခြင်းမရှိဘူးတဘာဝနဲ့ညီညွတ်မှုရှိဖို့မိမိအကျိုးသာမက အခြားသူတွေရဲ့အကျိုးကိုပါထည့်သွင်းစဉ်းစားဖို့လိုပါတယ်။တကယ်အောင်မြင်တဲ့လူတွေဟာသူတဦးလဲတာဓမ္မကပဲတခြားသူတွေရောတက်အောင်လှူတက်တဲ့သူတွေပါ။နောက်တရားတစ်ခုကတော့အသိပညာရရှိအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ယနေ့ခေတ်မှာအသိပညာမရှိဘဲနဲ့အောင်မြင်မယ်ဆိုတာခက်ခဲလာပါတယ်။သင်ယူမှုကိုရက်တက်မထားဘဲတနေ့ချင်းတခြားချင်းမြင်မာလာဖို့အတွက်စာဖတ်ပါသင်ခန်းစာယူပါအကြံဝန်နဲ့သူတပညာကိုဖွင့်လှစ်ပါ။ နောက်ဆုံးအနေနဲ့မတရားသောနီလန်းကိုရှောင်ကျဉ်ခြင်းဖြစ်ပါတယ်တချို့လူတွေကအောင်မြင်ခြင်းလို့မတရားတဲ့နီလန်းတွေအမှားနဲ့ဖြစ်လာတဲ့အောင်မြင်မှုတွေကိုစူးစမ်းတတ်ကြပါတယ်ဒါကတော့တကယ်အောင်မြင်ခြင်းမဟုတ်ပါဘူးမတရားနဲ့ရတမြမှာတာရှိမခံနိုင်ပါဘူးတကယ်တမိုးရှိတဲ့အောင်မြင်မှုဟာတရားမှန်တဲ့တာဝန်ရှိမှုနဲ့ရလာရမယ့်အောင်မြင်မှုပါအကျဉ်းချုပ်အဖြစ်အောင်မြင်ခြင်းဆိုဒီမှာစိတ်ကူးပေါက်လာတာနဲ့မဖြစ်နိုင်ပါအောင်မြင်ခြင်းဆိုဒီမှာ အိမ်မက်ရှိရမယ်စူးစမ်းရမယ် တီးခံရမယ်အသိပညာရှာရမယ်စီးမြင်ကျင့်ရမယ်တရားနဲ့အတူရှိရမယ်တိတာထင်ရှားတဲ့ရလက်ကိုရရမှများမဟုတ်ပဲစင်ဆက်မပြတ်တိုးတက်လာတဲ့ကိုယ်အတွင်းခံကိုပဲတကယ်အောင်မြင်ခြင်းလို့ခေါ်တာပဲဖြစ်ပါတယ်မိမိဘဝမှာတကယ်အောင်မြင်ခြင်းရင်ဒီအပေါ်ဖော်ပြထားတဲ့တရားတရားလေးတွေကိုလက်ခံပြီးအသက်အဝင်လှုပ်ပေးဖို့အရေးကြီးပါတယ်အောင်မြင်ခြင်းကမနှက်ဖြံမလာနိုင်ဘူးယနေ့နေ့ကစပြီးစနစ်တကျသတိပြုတာနဲ့ပဲစတင်နိုင်ပါတယ်